ရခိုင်မှာအာရခတတော်ကအပြီးသက်သိမ့်ဖက်ရရှိထားပြီးဖြစ်တဲ့မျိုးတွေမှာမိုင်းရှင်းလင်းရေးတွေကိုအင်တိုက်အာတိုင်းနဲ့အာရခတတော်ကရှင်းလင်းလှုပ်ဆောင်မှုတွေကိုလှုပ်ဆောင်ပေးနေပေမဲ့ဒီအပိုင်းအတွင်းမှာမိုင်းထိမှန်တန်ရာရသူတွေစတိုက်ရှိလာနေရကိုတွေ့နေရတယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်အာရခတတော်ဟာရခိုင်မှာရှိတဲ့မြို့နယ်၁၆ခုထဲကမြို့နယ်၁၄ခုကို အပြီးသက်သိမ့်ပတ်ရရှိထားပြီး အဲ့ဒီမြို့တွေမှာမိုင်းရှင်းလင်းရေးတွေကိုလှုပ်ဆောင်ပေးတာတွေရှိနေတယ်လို့သိရပါတယ်။အဲ့လိုအာရခတ်တော်ကမိုင်းရှင်းလင်းရေးတွေကိုလှုပ်ဆောင်ပေးနေတာတွေရှိနေပေမဲ့ရခိုင်ကအာရခတ်တော်ထိန်းချုပ်ထားတဲ့မြို့တွေမှာဒေသခံပြည်သူတွေဟာမိုင်းအန္တရာယ်နဲ့နေအဆင်ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ17ရက်နေ့မှာတောင်ကုန်းမြို့ကံပိုင်ရက်ကွက်ကဥမောင်ထေးဝင်းနဲ့ဦးစိုးနိုင်တို့နှစ်ဦးဟာစစ်ကောင်စီတပ်တွေနေထိုင်ခဲ့တဲ့အမှန်ငါးစစ်စင်ရေးကွက်ကဲမှုဌာနချုပ်စခခ9အနီးဟင်းသွားရှာယာကနေ မိုင်းနေမိကအသက်34နှစ်အရွယ်ဦးမောင်ထေဝင်းမှာကျွန်တော်တစ်ဖက်ပြတ်ထွက်သွားခဲ့ရပါတယ်။အဲ့လိုပဲမရှိလဆနှစ်ရက်နေမှာလဲအမ်းမြို့နယ်ပုတ်ကျုံးရွာအတွင်းကနေလုံးရွာဟောင်းကိုထင်းခွေသွားတဲ့အသက်55နှစ်အရွယ်ဦးညင်ကြီးဆိုတဲ့သူဟာလေစစ်ပွဲအတွင်းမှာစစ်ကောင်စီတပ်တွေထောင်ထားခဲ့တဲ့မိုင်းကိုနေမိကကျွန်တော်တစ်ဖက်ပြတ်ထွက်သွားခဲ့ရပါတယ်။မရှိလ73ရက်နေမှာလဲမောင်တော်မြို့နယ် ရွာသားအနောက်မွတ်စလင်ရွာကငားရှာဖို့ထွက်လာကြတဲ့မွတ်စလင်လူမျိုး၆ဦးဟာရွာရဲ့အနောက်ဘက်ခြံစည်းရိုးအရောက်မှာတိုက်ပွဲအတွင်းကစစ်ကောင်စီတပ်တွေထောင်ထားခဲ့တဲ့မိုင်းကိုနေမိပြီးအသက်၁၈နှစ်အရွယ် မမောက်ရစိတ်ဆိုသူမှာခြေတော်တစ်ဖက်ပြတ်ထွက်သွားခဲ့ရပါတယ်။အာရောခတတော်ကရခိုင်ကသူတို့တိမ့်ပတ်ရရှိထားပြီးဖြစ်တဲ့မျိုးတွေမှာဒေသခံတွေပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီလို့ခွင့်ပြုပေးလိုက်တဲ့နောက်ဒေသခံပြည်သူတွေမိုင်းပေါက်ကွဲမှုအန္တရာယ်နဲ့ဇက်တိုက်ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတာလည်းဖြစ်ပါတယ်။အဲဒါကြောင့်နေရက်အတွင်းမှာပြန်လည်ဝင်ရောက်နေထိုင်သူတွေအနေနဲ့လည်းစစ်ကောင်စီတပ်ရင်းတွေစစ်ကောင်စီတပ်တွေနေထိုင်ခဲ့တဲ့နေရာတွေကို အသွားအလာဆင်ခြင်ဖို့လိုအပ်တယ်လို့အာရခတ်တော်ရဲ့မိုင်းရှင်းလင်းရေးအဖွဲ့တွေကလည်းဒေသတွင်းကအရတားပြည်သူတွေရှာဖွေစားတောက်ရေးအဆင်ပြေနိုင်ဖို့အတွက်မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကိုအခုထပ်ပုံမှုအားစိုက်ပြီးတော့ရှင်းလင်းပေးတာတွေကိုလှုံ့ဆော်ဖို့လိုအပ်တယ်လို့ဒေသခံလူမှုအဖွဲ့အစည်းတွေကတိုက်တွန်းပြောဆိုပါတယ်။မြန်မာနိုင်ငံအတွင်းမှာပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလကနေစတင်မာလာအထိကောက်ယူရရှိထားတဲ့စီးရင်တွေအရ မြန်မာနိုင်ငံအတွင်းမှာမြေမြုပ်မိုင်းနဲ့ပောက်ကွဲစစ်တပ်တဲ့စစ်ကြံလနဲ့ပျက်စီးတွေပောက်ကွဲမှုကြောင့်အရသာတွေဆုံးဒဏ်ရာရသူ189ဦးရှိကြတယ်လို့ကုလသမဂ္ဂကလေးများရမုံငွေအဖွဲ့ကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ